အိန္ဒိယနိုင်ငံလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ကမ္ဘာ့ရေအိန္ဒိယကောင်စီ ICWA နဲ့တွဲဆုံဆွေးနွေးပွဲမှာမြန်မာကိုယ်စားလှယ်တဲ့မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်ဘာရလိုက်လဲဆိုတဲ့အပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။အိန္ဒိယနိုင်ငံရဲ့ Think Tanks အဖွဲ့ကြီးဖြစ်တဲ့ကမ္ဘာ့ရေအိန္ဒိယကောင်စီ ICWA နဲ့မြန်မာနိုင်ငံကနိုင်ငံရေးပါတီ၁၂ပါတီ NSPNC အတွင်ရေးမှူးဒုတိယဖိုးချုပ်ကြီးမင်းနိုင်တိုင်းဒေသလက်နက်ကိုင် EU ၅ဘွဲ့အရပ်ဘတ်အဖွဲ့အစည်း CSO လွတ်တော်အမတ်ဟောင်းတွေစုစုပေါင်း၄၀ကျော်တို့တွဲဆုံပြီး Federal စနစ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးကြကြပါတယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို2025ခုနှစ်မလ18ရက်ကမြန်မာနိုင်ငံရှိအိန္ဒိယတန်ယုံရဲ့အိန္ဒိယစင်တာမှာကျင်းပခဲ့တာဖြစ်ပါတယ်။အထူးကအနေနဲ့အိန္ဒိယနိုင်ငံရဲ့ညှိနှိုင်းနိုင်တဲ့စွမ်းရည်ကိုမြင်တွေ့ခဲ့ရတယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်ကဆီယန်နိုင်တဲ့ထဏာကိုပြောပါဗျ။အထူးကတော့အိန္ဒိယနိုင်ငံကဟိုတလုံးနဲ့ချုပ်ပြောပါသလိုရှင်တော့အိန္ဒိယရဲ့ညှိနှိုင်းနိုင်စွမ်းရည်ပေါ့နော်။ကျွန်တော်တို့ဒီမှာကျတော့ရဟန်းရမ ရင်ချတယ်မှာ0နဲ့တရားပေါ့တော့တရားရရင်မရရင်0ပဲဆိုတဲ့အခါမျိုးအဲ့ပုံစံမျိုးကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့စိတ်ခံစားချက်ကအတိုင်းပေါ်တော့အိန္ဒိယတရားအတိုင်းပုံတော်တော်ကိုနှစ်ပေါင်း90တော်တာတဲ့ဒီဖိတ်ရှိလက်ရှိနဲ့တတိပြည်ချင်းတတိပြည်ချင်းမဲ့ရတယ်လို့ပေါ့နော်ဒီဟာဒါသာညီနိုင်လို့တော့ပြရတယ်အဲ့လိုမျိုးနဲ့သူတို့ဆက်ပြီးရှုပ်လာလိုက်တာပုံစံကတော်တော်လေးကိုခကြီးရောက်လာတယ်ဆိုတဲ့အခါမျိုးပေါ့နော်နိုင်ငံကြီးမှာအကျန်းဖတ်တဲ့ဟာနဲ့လက်နက်ကင်တော်လိုင်းကြီးတွေလည်းသူတို့လည်းကြုံတွေ့ရတယ်ဒါပေမဲ့ဒီဟာပေါ်မှာတတ်နိုင်တယ်လို့ထိန်းထားပြီးတော့မ ှပဲနိုင်ငံရေးအရစကားပြောမှုပေါ့နော်ဒါကိုပဲများများမြင့်တင်ပြောမှသွားပြီးတော့တဖြည်းဖြည်းစိတ်ရှိလက်ရှိပဲအဲဒါမျိုးအနေထားကြည့်ရအောင်ဘယ်လိုစိတ်ရှိလက်ရှိလောက်လာကြရလဲဘယ်လိုညှိနှိုင်းမှုတွေနဲ့ဘယ်လိုအပေးအညီမျိုးတွေလောက်ပြီးတော့မှလောက်လာကြရလဲဆိုရတာလည်းမြင်ရတာပေါ့ အဲ့ဒီဆွေးနွေးပွဲမှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူပေါင်းအနေနဲ့ Federalist နဲ့အရေးလူမျိုးပေါင်းစုံနဲ့ဘာသာစကားပေါင်းစုံ Federalist နဲ့ကိုစီမံခန့်ခွဲရမှာအိန္ဒိယရဲ့အတွေ့အကြုံတွေအားလုံးပါဝင်တဲ့အုပ်ချုပ်မှုနဲ့အာဏာခွဲဝေမှုဆိုင်ရာကိစ္စရပ်တွေအိန္ဒိယ Federalist နဲ့လူမျိုးစုမတူကွဲပြားမှုတွေအရေးစားတဲ့ခေါင်းစဉ်တွေကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေတိုင်းဒေသလူမျိုးတွေကဏ္ဍနဲ့လက်နက်ကိုင်ပြည်ပခရှိတဲ့နေမီတွေမှာတွဲဆောင်ဆွေးနွေးအဖြစ်ရှာပြီးနိုင်ငံရေးအဖြစ်အဖြစ်ထုတ်တဲ့ကိစ္စရပ်တွေကိုဆွေးနွေးမျှဝေခဲ့ကြတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီးမောင်ကဆီယန်နိုင်တဲ့ဌာနက 我不要嘞，吃米肉也不要，这个大家过去去干屋里哈，看年历啊嘞，年历啊，没空的人嘞，吃吃都吃吃我，叫你家常他去嘞，我上，然后你对阿拉我讲起，不平嘞，你啥？你啥不平？我走路，人家在家里嘞，去干屋里那不是都天天出去嘞？喂，对吧？没来日子去干屋，人家冇辛苦搞些，去干屋里冇来日子，走路跑到家，人家不是讲嘞，我跑嘞过。 ုနိုင်ငံအတွက်အသုံးပြပါလေဆိုတာကိုအချက်ချင်းတစ်ချက်ချင်းပြောကြရအောင်ပါဒီဂရုပတ်တားလေးကအထက်ချက်လေးဒီအပူစီပေါ်ကတိကျတယ်ကျွန်တော်တို့မှာတိုင်းသားလူမျိုးပေါင်းစုံနဲ့တက်ပါလာတယ်အဲ့တော့တိုင်းသားလူမျိုးကဏ္ဍကိုဘလို့သူတို့ပူစီပေါ်ချိန်အောင်ပြီးကတန်းကားတယ်ဘလို့ပြိပခါမှာဖြစ်ပြီးနဲ့ဒီလျောင်းကြတယ်ဆက်လက်ကပြိပခါရှိတဲ့နေနေတွေကိုဘလို့ဆွေးဆင်ဆင်းနဲ့ဖြေချပြီးမှနိုင်ငံရေးအဖြစ်ဖြေထုတ်ကြတယ်သဘောဖြစ်တယ်အဲ့ဒါမျိုးကိုဆက်ရွေးတာပါ အိန္ဒိယပညာရှင်တွေနဲ့ဆွေးနွေးတဲ့အခါမှာအိန္ဒိယဟာမြန်မာနိုင်ငံမှာဗဟုအစိုးရပြိုကွဲသွားမှာကိုစိုးရိမ်မှုရှိနေကြောင်းနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီထူထောင်ရေးကိုဝိုင်းဝန်းကူညီတက်မှတ်ပေးစီလိုကြောင်းအချက်နှချက်ကိုရလိုက်တယ်လို့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ပြည်တွင်းပြည်ပတန်တမန်ဒီနဲ့နှိစက်သူနိုင်ငံရေးသမားတဦးကပြောပါရယ်မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအင်အားစုတွေဟာဖက်ဒရယ်ဆိုင်ရာဆွေးနွေးမှုတွေကို2024ခုနှစ်နိုဝင်ဘာ9ရက်မှ9ရက်အထိအိန္ဒိယနိုင်ငံကိုတွားရောက်ကလေ့လာခဲ့သေးပါတယ်အဲ့ဒီအိန္ဒိယခီးချင်းရဲ့အဆက်ကို2025ခုနှစ်မတ်လ16ရက်မှာမြန်မာနိုင်ငံရန်ကုန်မြို့ရှိအိန္ဒိယစင်တာမှာဒုတိယကြိမ်ကျင်း င်းပါတာဖြစ်ပါတယ်။အဲ့ဒီပြင် Federal Senate နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေကိုနေပြည်တော်မှာနောက်ထပ်တစ်ကြိမ်တွေ့ဆုံဆွေးနွေးတော့ဖို့ရှိကြောင်းလည်းနိုင်ငံရေးပါတီတွေကပြောပါတယ်။